ဈာန်နာဖြစ်သွားတယ်ဆိုတာကိရိတာကိုပယ်တာကံကပယ်လို့မရဘူးကံကပယ်လို့မရဘူးဆိုတာဘာကြောင့်ပြောလဲစဉ်းစားကြည့်နေကိုလှုပ်ပြီးသားအလုပ်တစ်ခုကိုမလှုပ်ဘူးလို့ပဲဖြစ်လို့မှမရတာပြီးသွားပြီလေသူနော်ပြီးသွားပြီလွတ်ခဲ့တာပြီးသွားပြီလေပြန်ယူလို့မှမရတာကိရိတာအဲ့ဒါမျိုးမဟုတ်ကံဆိုတာလှုပ်ပြီးသွားလို့ရှိရင်သူပြီးသွားပြီ ပြန်ပြင်လို့မရဥမာမဲမနေ့ကဆိုတာမနေ့ကရက်ကိုပြန်ယူလို့ရလားမရဒီနေ့ရောက်လာရင်မနေ့ကရက်ပြန်ယူလို့မရတော့ပြီးခဲ့ပြီမနေ့ကဟာဆိုမနေ့ကဟာလည်းပြီးခဲ့ပြီပြန်ယူလို့မရအောင်အလားတူသာရှိနိုင်တယ်သူကပြန်မလာတော့မရှိတော့အဲ့ဒါကိုပြောတာ ကိုလှုပ်ထားတဲ့အရာတစ်ခုကိုမလှုပ်ဘူးလို့ပြောလို့မရဘူး။ကံဆိုရလှုပ်ပြီးသားကိုပြောတာ what happened done cannot be undone ဆိုတာ what happened done ကိုလှုပ်ပြီးသား cannot be undone မလှုပ်ဘူးဆိုတာမဖြစ်ဘူးလှုပ်ပြီးသားဖြစ်နေပြီပြင်လို့မရဘူးလားပြီးကြတာပြင်ပြန်လို့မရဘူးပြန်ယူလို့လည်းမရဘူးဒါကြောင့်မို့ကံကိုပယ်လို့မရဘူး ဒါပြင်အဲ့ဒီကံတွေကိုရောအောင်လုပ်လို့ရတယ်။ဘာဘာနဲ့ရောအောင်လုပ်မလို့ဆိုကိဋ္တတာကိုရှော့။ကောင်းတဲ့ကံတွေလုပ်။ကောင်းတဲ့ကံနဲ့စားထုတ်။အဲ့ဒါဆိုရင်ကံဟောင်းကတဖြည်းဖြည်းပေးရောက်သွားတယ်။ရှော့ပါတော့အောင်တော့လုပ်လို့ရတယ်။